မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်နဲ့အမြန်ဆုံးတထေးဖြစ်နီးအခန်း59မေမြန်းရှာဖွေပါအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်ရှာဖွေသူသားကဘာကြီးကိုပိုင်ဤဟုဆိုရိုးရှိသည်သို့တော်ရှာဖွေယုံနှင့်မလုံလောက်သည်ရှာဖွေခြင်းမှာအစသာရှိသေး၏ ပထမဦးစွာ အမားကို တွေ့အောင်ပြီးတော့အမှန်ဖြစ်အောင် လုံနီးကိုတိအောင်ရှာဤတွင်ခยีတဝက်ရောက်ပြီးအမားကိုတွေ့အောင်ရှာပြီးအမှန်ဖြစ်အောင်လုံပြီးလင်ငါခยีဆုံးတို့ရောက်ခဲ့ပြီလူတွေဘာကို လိုချင်ကြသလဲလူတွေဘာကို လိုချင်ကြမလဲလူတွေဘာကိုလိုချင်အောင် လှုံ့ဆော်ရမလဲဆိုဒီကို တွေ့အောင်ရှာဖွေပါထိုຢာကိုဘယ်နီးလန်းဖြင့်ဖြန့်ဝေမှာလဲဆိုဒီကိုတွေ့အောင်ရှာဖွေပါထို့နောက်တင်းတင်းမြတ်တသောဇေနုံဖြင့်ဖြန့်ဝေပေးပါဤဒီပင်လျင်အများဆုံးတထေးဖြစ်နည်းဖြစ်၏ပထမဆုံးလောက်ရမြီမှာတွေ့အောင်ရှာဖို့သာဖြစ်၏ ်ဘ ਹੁ တုဒ္ဒနေခြင်းသည်အန္တရာယ်ရှိသည် ဟုသောဆိုရိုးစကားရှိသည်ထိုစကားမှန်၏ဘ ਹੁ တုဒ္ဒမရှိခြင်းသည် အလွန်အန္တရာယ်ရှိသည်ဟုကျွန်ုပ်ကဖြည့်ဆွတ်ခြင်းသည်ထို့ကြောင့်ဘ ਹੁ တုဒ္ဒပြည့်ပြည့်ဝဝရရှိအောင်ရှာဖွေရမည်ရှာဖွေတွေ့ရှိရနီလန်တလန်းသာရှိသည်ယင်းနီလန်မှာမေးမြန်းရန်ဖြစ်သည် တစ်လူတွေကိုလည်းမေးမြန်းပါ နှစ်စာအုပ်တွေကိုလည်းမေးမြန်းပါနှမျိုးစလုံးကို မေးမြန်းခြင်းသည်အကောင်းဆုံးဖြစ်၏ယခုမိတ်ဆွေသည်ဤစာအုပ်ကို မေးမြန်းနေခြင်းဖြစ်သည်ကျင်းသေးသောအောင်မြင်ဤကိုသိရှိရန်ဤစာအုပ်ကိုဖတ်ရှုနေခြင်းသည်ဤစာအုပ်ကို မေးမြန်းနေခြင်းပင်ဖြစ်၏ အလားတူပင် လူတွေကိုလည်းမေးမြန်းနိုင်သည် နီလာမှာရိုးရိုးကလေးဖြစ်သည်မတိတာကိုတိအောင်မေးကြည့်ယုံတာဖြစ်သည်မိတ်ဆွေကယဉ်ကျေးစွာစိတ်ဝင်စားစွာ မေးမြန်းလျင် မိတ်ဆွေတိလိုသော အကြောင်းအရာကိုမြည်သူမဆိုလိုလိုချင်းချင်းပြောပြလိမ့်မည်ဤเจ้าကိုကျွန်ုပ်အထူးတလဲဖော်ပြနေခြင်းမှာအခြားเจ้าမဟုတ် လူများစုကြီးသည်မိမိမတိတာကိုမေးမြန်းရန်ရှက်တက်ကြသောကြောင့်ဖြစ်၏လူများစုသည်စကားပြောလျင် ကိုကကြီးတစ်ဖက်သက်ပြောနေတတ်ကြသည်တစ်ဖက်လူပြောတာကိုစိတ်ဝင်စားစွာနားထောင်နိုင်မှုတတိမရကြတစ်ဖက်သားစကားကို နားမထောင်ဘဲကိုကကြီးပြောနေလျင်တစ်ဖက်သားထံမှဘာမှမရနိုင် ထို့ကြောင့်စကားပြောခြင်းဖြင့်ပညာရခြင်းလျင်တစ်ဖက်သားအားမေးခွန်းတွေမေးပါဥပမာတစ်ဖက်သားနှင့် လူမှုရေးစကားစပြောနေရင်နောက်ပိုင်းခမည်းဘာလို့ဖြစ်သေးသလဲအဲ့ဒီနောက်ဘာတွေဖြစ်လာသလဲကိစ္စကို ခမည်းဘယ်လိုထင်သလဲအဲ့ဒါကို အကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်မလဲအဲ့ဒါနဲ့ပတ်သက်ပြီးခမားဘလို့သဘောရတယ်လေစသဖြင့်မေကွန်းတွေမေးနိုင်ဤကိုတိကျင်သော အကြောင်းအရာနှင့်ပတ်သက်၍တိကျင်သောအချက်လက်များကိုအသေးစိတ်ရေးချပြီးမေကွန်းတွေအများကြီးမေးနိုင်သည်တိကျင်သော အကြောင်းအရာနှင့်ပတ်သက်ပြီးမေကွန်းစည်ရင်လောက်ထားပါ မိခွန်းຫນွေကိုမကြာခဏပြန်လဲစစ်ဆေးပါ အခွင့်ကြုံတိုင်းကြုံသည့်လူကိုမေးပါကျွန်ုပ်ဤလိုချင်တာကိုရအောင် လုပ်နည်းစာအုပ်တွင်မိခွန်းမေးခြင်းကိုတီးသန့်အခန်းတခန်းပေး၍ရေးသားထားသည်ထိုစာအုပ်ပါဤတနည်းမှာအောက်ပါအတိုင်းဖြစ်၏မိတ်ဆွေဤလုပ်ငန်းစီမံချက်နှင့်ပတ်သက်၍ဖြစ်စေ ကြုံတွေ့နေရသော ပြဿနာနှင့်ပတ်သက်၍ဖြစ်စေ။ကျွမ်းကျင်သူများထံမှ အကြံဉာဏ်တောင်းပါ။ထင်မြင်ချက်ဝေဖန်ချက်တောင်းခံပါ။အကြံဉာဏ်တောင်းခံသူ အများစုကတော့အမြောက်ခံရင်၍တောင်းခံကြခြင်းဖြစ်၏။မိတ်ဆွေဤစီမံကိန်းကို ကျွမ်းကျင်သူများဤအကြံဉာဏ်ဖြင့်အချောကင်မွတ်မှန်ပါ။ မိတ်ဆွေဤအကြံဉာဏ်တောင်းခံမှုသည်တအတိုင်းမင်းငံကြီးမပေးခြင်း၍တမင်တောင်းခံခြင်းမျိုး မဟုတ်လျင်နှစ်အကြံပေးမည်ပုဂ္ဂိုလ်အတွက်အချင်းကုန်ခံပြီးသူတေသနာပြုနေစရာမလိုလျင်ဘယ်ပုဂ္ဂိုလ်မဆို မိတ်ဆွေအားကြည်ကြည်ဖြူဖြူအကြံပေးပါလိမ့်မည် ို့ကြောင့်အမြန်ဆုံးတထေဖြစ်နိုင်ရန်မေးမြန်းခြင်းဖြင့်အကြံဉာဏ်တောင်းခံခြင်းပညာရက်ကိုဆွဲဆွဲမြဲမြဲလိုက်နာကျင့်သုံးပါမင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အမြန်ဆုံးတထေဖြစ်နည်းအခန်း58အစွမ်းထက်သောဇကားတခွန်းအခန်းကိုတင်ဆက်ပေးလိုက်ပါတယ် ယခင်ခန်းတွင်မေးမြန်းခြင်းဖြင့်အောင်မြင်ဤကို ဖော်ပြခဲ့သည်ဤခန်းတွင် ပြောဆိုခြင်းဖြင့်အောင်မြင်ဤကို ဖော်ပြပါမည်ယင်းဤမှာအစွမ်းထက်သောစကားကို ပြောဆိုဤဖြစ်၏မိမိနှင့်လူမှုရေးအရာဖြစ်စေစီးပွားရေးအရာဖြစ်စေဆက်ဆံရသော ပုဂ္ဂိုလ်နှင့်ပတ်သက်၍တမင်လောက်ကြံမြောက်ပင့်ညင်းမျိုးမဟုတ်ဘဲ ယောသားစွာချီးကျူးပြောဆိုခြင်းသည်ကျင်းတေပေါအောင်မြင်ရေးနီလန်းတစ်ခုဖြစ်သည်ဤနည်းကိုလူချင်းစုံ၍ပြောရာတွင်ဖြစ်စေတယ်လီဖုန်းဖြင့်ပြောရာတွင်ဖြစ်စေစာရေးရာတွင်ဖြစ်စေအသုံးပြုနိုင်၏မမအင်းကြီးအစဉ်လေးကလှလိုက်တာနောက်ဆုံးပေါ်ဖက်ရှင်စင်ပဲအံကက်ကုတ်အင်းကြီးကတိတ်ကိုစမှတ်ကြတာပဲ။ ဘယ်ဆိုင်ကချုပ်တာပါလဲအဲ့ကန်ကလေးကစိတ်ချမ်းသာစရာကောင်းလိုက်တာဝင်လာတာနဲ့ယင်နဲ့အေးသွားတာပဲမောင်ရင်ဖိုင်တွေတိမ့်စီးပုံတော်တော်ကောင်းတာပဲတက်တက်ရရက်နဲ့စနစ်လဲကြတယ်ရှာရတာလဲလွယ်တယ်ကျွန်တော်တို့ခမားသားလေးကိုသဘောကျသွားပြီတွက်လက်ချက်ချာသလောက် စကားကလည်းအလွန်ကြွယ်တာပဲအထက်ပါတို့မှာအစွမ်းထက်သောစကားနမူနာများဖြစ်၏မိမိနှင့်ဆက်ဆံရသောလူပုဂ္ဂိုလ်၏အခြေအနေအဆင့်အတန်းအလိုက်အချိန်အခါကိုကြည့်ပြီးအဆင်ပြေအောင်ပြောဆိုနိုင်၏ပုဂ္ဂိုလ်မရွေးအသက်အရွယ်မရွေးလူတိုင်းကိုပြောဆိုနိုင်၏တစ်ဖက်သား၏ထူးခြားချက်ကိုရှာကြည့်ပါ သူဤဥပရိယုတ်စိတ်တဘောသာပိုင်းဆိုင်သောအရာများသူဆောင်ရွက်ပြီးသောလုပ်ငန်းများနှင့်ပတ်သက်၍ကြိုက်စရာနှစ်သက်စရာတွေအများကြီးရှိသည်ထိုအရာတွေကိုမိမိသဘောကျကြောင်းပြောပြလျင်မိษွေကိုလူတိုင်းကလည်းပြန်ပြီးသဘောကျပါလိမ့်မည် မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်နဲ့အမြန်ဆုံးတထေးဖြစ်နီးအခန်း59တိုးပွားခြင်းနိယာမကိုအသုံးချပါအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်တိုးပွားခြင်းနိယာမမှာရိုးရိုးကလေးဖြစ်သည်ဘယ်ရာကိုမဆိုချီးကျူးလျင်တိုးပွားသည်သို့မဟုတ်တိုးတက်သည်ဟူ၏ချီးကျူးခြင်းဖြင့်ထူးထူးခြားခြားတိုးပွားနီး တိုးတက်နီးများကိုကျွန်ုပ်ဤတီဆောက်ရမည်အတွေးများစာအုပ်တွင် အသေးစိတ်ဖော်ပြထားသည်ဤစာအုပ်တွင် နမူနာအချို့ကို ဖော်ပြပါမည်တိကျောင်းသားကလေးများဤကျောင်းစာလောက်ရကိုချီးကျူးလျင်တာမန်ထက်အမှတ်ပူ၍ရကြပြီးပြစ်တင်ဝေဖန်လျင်ရမှတ်အလွန်နေကြသည် ဤချက်ကိုသိပ္ပံနီးကြလိလာဆန်းသက်မှုဖြင့်သိရ၏နှစ်အလားတူပင်စီးပွားရေးလုပ်ငန်းအမှုဆောင် အရာတန်းများအားချီးကျူးစကားပြောလျင်သူတို့ကစိတ်ပါလက်ပါလောက်ကံ့ကြသည်အမှုရန်များအားချီးကျူးစကားပြောလျင်သူတို့၏လောက်ဆောင်ရက်များပူ၍တိုးတက်ကောင်းမွန်လာကြသည်သို့သောသူတို့အားပြစ်တင်ဝေဖန်လျင်ငါ လုပ်ငန်းဝင်တွေစိတ်ပါလက်ပါပူးပေါင်းဆောင်ရွက်ခြင်းမရှိကြတော့အလုပ်ကိုပို၍ကောင်းမွန်အောင် မလုပ်ကြတော့ကြီးကျူးစကားပြောခြင်းသည်ပတ်စံတပြားမှမကုံပဲအရင်နည်းလုံးဝမရှိပဲအလကားရသောအရာဖြစ်၏သို့သောထိုအလကားရသောအရာကိုကောင်းစွာအသုံးချတတ်လျင်မိမိ၏ဘဝနှင့်မိမိ၏လုပ်ငန်းကြီးတစ်ခုလုံး ထူးထူးခြားခြားတိုးတက်ကြီးပွားလာနိုင်၏။ဤဒီမှာဘယ်အရာကိုမဆိုချီးကျူးလိုလျင်တိုးပွားသည်သို့မဟုတ်တိုးတက်သည်ဟူသောတိုးပွားခြင်းဏိယာမဖြစ်၏။၃အခွင့်အာတိုင်းမိသားစုကိုချီးကျူးပါမိဆွေတွေကိုချီးကျူးပါလို့ဖို့ကိုင်ဘက်တွေကိုချီးကျူးပါလူတိုင်းကိုချီးကျူးပါသူတို့ကမိဆွေအား အလွန်သဘောကျကြလိမ့်မည်မိษွေနှင့်အတူနေခြင်းကြလိမ့်မည်လူဘွား၏အ내ဆိုင်ဆုံးတောင်းတမှုသည်နှစ်သက်ခံလိုခြင်းဖြစ်၏ဟုစိတ်ပညာရှင်ကြီးဝီလျံဂျိန်းကဆိုခဲ့သည်သို့ဆိုလျင်နှစ်သက်ခံလိုသောလူတွေကိုမိษွေကချီးကျူးစကားပြောခြင်းထက်ပို၍ကောင်းသောနီလန်းရှိနိုင်ပါဦးမလား တိုးပွားခြင်းဤအာမကိုကျင့်သုံးလျင်မိษွေသည် လူတွေကြားတွင် ထင်ပေါ်လာမည်လူချစ်လူခင်များလာမည်အလွန်လွယ်သောဤဖြစ်သည်ဒီထက်လွယ်သောဤမရှိတော့မိษွေသည်အခွင့်သာတိုင်းလူတိုင်းကိုချီးကျူးစကားပြောလျင်တောကကင်းပြီးစိတ်ချမ်းသာလာမည်ကဘာကျော်စိတ်ယောဂါကုတမားတော်ကြီးဒေါက်တာအက်ဖရက်အက်ဒလာကစိတ်ယောဂါတဲ့ သူလူနာများအားအမြဲတမ်းပြောလေးရှိသော စကားတခွန်းရှိသည်ယင်းစကားမှာလူတယောက်ယောက်ကို စိတ်ချမ်းသာအောင်ငါဘယ်လိုလုပ်ရမလဲဆိုတာကို ခမားတို့စဉ်းစားမိရင်ခမားတို့ခံစားနေရတဲ့ဝေဒနာ14ရက်အတွင်းလုံးဝပျောက်ကင်းသွားလိမ့်မယ်ဟူ၏ဒီတော့တယောက်ယောက်ကိုစိတ်ချမ်းသာအောင်ဘယ်လိုလုပ်ရမှာလဲ လုံနီးကမခက်ပါအလွန်လွယ်ဤစိတ်ပညာရှင်ကြီးဝီလျံဂျိမ်းပြောသည့်အတိုင်းလူဘဝ၏အ내ဆိုင်ဆုံးတောင်းတမှုသည်နှစ်သက်ခံလိုခြင်းဖြစ်ဤဟူသောအချက်ကိုလက်ကင်ထားပြီးတွေ့သည်မလူတိုင်းအားအခွင့်သာတိုင်းချီးကျူးစကားဆိုရန်ပင်ဖြစ်ဤဤသဘောတရားသည်လူသားများနှင့်သာဆိုင်သည်မဟုတ်လိမ့်ဆံများနှင့်လည်းဆိုင်ဤ တိစားပင်တွေတစ်ပင်တွေနှင့်လဲဆိုင်၏ချီကျူးခြင်းကိုတက်ရှိတွေသာမကတတ်မဲ့တွေလဲကြိုက်ကြောင်းသိပ္ပံပညာသူတေသနစူဇန်းမှုကတက်တည်ထူခဲ့သည်လိပ်ဆံများအားလေ့ကျင့်သင်ကြားပေးသောထရိနာများသည်အိမ်မွေးလိပ်ဆံများကိုသာမကတော်တွင်လိပ်ဆံရိုင်းများကိုပါ လိမ္မာယဉ်ကျေးအောင် သင်ကြားပေးနိုင်ကြသည် သူတို့၏သင်ကြားနည်းမှာအဓိကအားဖြင့်ချီးကျူးခြင်းပင်ဖြစ်၏လိမ့်ဆံများသည်ချီးကျူးခြင်းဖြင့်နာခံတတ်လာသည်လိုက်နာဆောင်ရွက်တတ်လာသည်အလားတူပင်လယ်သမားများကသီးနှံပင်များကိုချီးကျူးစကားပြောခြင်းဖြင့်သီးနှံများပုံမူများပြား ဖွံ့ဖြိုးလာသည်အရှင်မများကပန်းပင်များကို ်ချီကျူးစကားပြောခြင်းဖြင့်ပန်းများပုံမူလမ်းဆန်းလှပစွာပွင့်လန်းဝေစာလာသည်ဤဒီမှာစိတ်ကူးမဟုတ်လက်တွေ့ဖြစ်သည်ကျွန်ုပ်ကိုယ်တန်မျက်မြင်ကိုယ်တွေ့ဖြစ်သည်ဂျူတက်တို့မှဒေါက်တာ JB ရိုင်းကစိတ်တတ္တိအကြောင်းကိုနှစ်ပေါင်းများစွာသူတေသနာပြုခဲ့ရာခေအဆက်ဆက်ကတိဗ္ဗံပညာရှင်များယုံကြည်ခဲ့သည့် စိတ်သည်ယုတ်ဝိထုကိုဩဇာလွှမ်းမိုးသည်ဟူသောသဘောတရားကိုတတ်သိထူအတီးပြုခဲ့၏အလားတူအမှန်ကန်ချက်တရားကိုလည်းဖော်ထုတ်နိုင်သည်ယင်းမှာအခြားမဟုတ်ချီကျူးခြင်းသည်အရာခတ်သိမ်းကိုဩဇာလွှမ်းမိုးသည်ဟူသောမှန်ကန်ချက်ဖြစ်၏ထို့ကြောင့်မိတ်ဆွေသည်အမြန်ဆုံးတထေးဖြစ်ခြင်းလျှင် တိုးပွားခြင်းဤယာမကိုမဖြစ်မနေအတုံးချပါအခွင့်သာတိုင်းလူတိုင်းကိုအရာဝိတ္ထုတိုင်းကိုချီးကျူးစကားပြောပါ